်ကျောင်းသူ character ဆိုတော့ဒီအတတ်နိုင်ဆုံးတော့ဘယ်ရောက်လို့ အများကြီး makeup တွေအရင် natural ဖြစ်အောင်မပါသလောက်နေပါမို့နော်အဲလင်းချိတ်ခဲ့ကြရယ်ဖိုင်းအောင်ကလေမဟုတ်အရင်ကြိုက်တာဆိုတော့တင်ငင်းချင်းတွေတော့ပြောနေရပဲတကားရိုက်နေနေလို့မဟုတ်လို့ဦးစင်းနဲ့တတိယလိုက်တာလို့ဆိုရင်ငါပဲအစားသူတို့ကစီနေအရင်စားရပါတော့ဆိုတော့ကိုမမိုးရကောင်းရင်တငယ်ချင်းတွေကဝေကျင်းနေကြနေနေတွေကဆိုတော့လေအဲသူတို့တတိယကြောင်းလို့ပြောနေတာအကုန်စားရယ်ဘယ်ကအိမ်ကထည့်ပေးရလဲစားရယ်မဟုတ်လဲထုတ်ဝယ်စားရယ် ဆက်လန်ဇနီပြီးတော့ကိုပောင်ဝင်ရမယ့်နေရာမှာနောက်ပြီးတော့ကိုဒီဆက်ကောင်လေးကိုကိုကရိုင်ကိုပေါ်ချင်လားဆိုတဲ့ဟာလေးပဲအဓိကကြည့်ပါတယ်ပြီးတော့ကိုနဲ့အတူအလုပ်တွေလုပ်အောင်မယ့်သူတွေပေါ့ဆိုတော့အဲ့ဒီဟာလေးပဲပဲအောင်ကြည့်ပြီးတော့လက်ခံဖြစ်ပါတယ်အဲဆိုတော့အစားကတော့ဘယ်အောင်မနိုင်ပြောရရင်ထားချောက် script ကိုဖတ်ပြီးချင်းတချို့ဟာလေးဟိုနည်းနည်း uncomfortable ရှိရဲ့ဟာလေးရှိရဲ့ character အရာပေါ့နော်ဘယ်လိုဒီလိုလေးရှိလို့ပါလို့ပြောရချင်းမှာကိုညိုဘက်ကနေပြီးတော့အော်အဲ့ဒါဆိုတော့တချို့အရာတွေကသူ story ကိုအထိကိုက်ခံလို့မရတချို့အရာကျတော့ adjust လုပ်ပြီးလို့ရတယ်ဆိုတော့မဲအောင်ပြောတဲ့အရာကျတော့ adjust လုပ်ပြီးလို့ရတယ်သူကိုယ်တိုင်လည်းမဲအောင်ပါဝင်မယ်ဆိုတော့ပေါ့နော် adjust လုပ်ပြီးပါမယ်ဆိုရတဲ့ design လေးကိုလက်ခံပြီးတော့လုပ်ဖြစ်တယ်ဟုတ်လားဟုတ်လားဟုတ်လား ောင်းလို့ခုမှမိမလည်းခေါ်တာလက်မှတ်လေးဆိုတော့အဲ့နေချောင်းဟဲ့ကျောင်းသူ character ဆိုတော့လေအတတ်နိုင်ဆုံးတော့ဘယ်အောင်လို့အများကြီး make up တွေအရင် natural ဖြစ်အောင်မပါတလောက်နေပါမို့နော်အဲလင်းချေခဲ့ကြရတယ်။ဒါပေမဲ့အခုကြည့်လိုက်တဲ့အချိန်မှာဘယ်အောင်လို့ color grading နဲ့ color correction တွေလုပ်ပေးအချိန်မှာတော့တချို့ဟာလေးတွေအဲဘယ်အောင်လို့ထင်ထားတဲ့ပုံပြီးတော့ တက်လာမျိုးတော့ရှိရပေါ့နော်အဲ horror genre ကတော့ဒါပထမဆုံးချိန်ရဲ့ကွာကိုညိုနေရလဲပထမဆုံးချိန်ဆိုတော့ အဲအောင်ကလေမဟုတ်အရင်ကြိုက်တာဆိုတော့တင်ငင်ချင်းတွေတော့ပြောနေရမယ့်အခုလက်ရှိအချက်ဆုံးတင်ငင်ချင်းတွေကအလေတန်းကြောင့်မှတွေ့ခဲ့တဲ့တင်ငင်ချင်းတွေပေါ့နော်သူတို့နဲ့အောင်ပြောပြတည်ရဲ့ဘယ်အောင်တကားရိုက်နေနေလို့ငါလို့ပုံစံနဲ့တတိယလိုက်တာလို့အဲဘယ်အောင်ဆိုအမြဲငါပဲအစားသူတို့ကစီနေအရင်စားရပေါ့နော်ဆိုတော့ကိုမမိုးရကောင်းရင်တင်ငင်ချင်းတွေအဝေးကျွေးနေကြနေနေတွေကဆိုတော့လေအဲသူတို့တတိယအကြောင်းပြောနေတာအကုန်စားရဲ့ဘယ်အောင်အရင် ရထည့်ပေးရလဲစားရမုံလည်းထုတ်ရစားရအဲ့တော့ကြိုက်ဆုံးကကြိုက်ဆုံးကမရှိဘူးအကုန်ကြိုက်တယ်အကုန်ကြိုက်တယ်နော်ဖေစာတို့တော့အရင်ကြိုက်တယ်ရှူတင်နှုံးကလည်းအဲဘိုင်းအောင် team ကအလိုမျိုးစားကြောင်းစီအမြဲတမ်းဖေပြတုံးတို့လက်ဖတ်တုံးတို့တော့ဝေးပြီးရှူတင်တင်မစားချင်မအားနဲ့တွေ့တွေ့စားတယ်ဒါလည်းနေကြောင်တိကျမှာအခုမှအပြစ်ပေးခါဒီလည်းပြစ်ပေးခါ ပန်တုံးတကားတော့အမြဲတမ်းကုန်ယူပါတယ်ညီမလေးကအမြဲတမ်းသူချစ်တဲ့အလုပ်ကိုချစ်တဲ့အရာကိုဒီဇိုင်းမမတ်သူစူးစမ်းရယ်သူကတော်တော်အေးရယ်ပေါ့နော်ဘာအောင်ထက်တော့အေးရယ်ပြောကြရယ်တော်တော်အေးရယ်အอสတြေးလျကဝပါစရဲဂျမ်ပေါ့နော်ဝပါကပြောရရင်ဘာအောင်လည်းငငယ်ရောအอสတြေးလျမှာနေရောတော့အရင်တက်ချင်ခဲ့စိတ်ဝင်စားခဲ့တဲ့အကြောင်းပေါ့နော်သူ music တို့ acting တို့မှာဆိုရင် one of the top schools for North Australia. I am in the Missouri Diogaja Recording Academy. So, uh, I am a neighbor to uh, uh, ညီမလူဘူးတော့မဟုတ်အမအမပေါ့နော်ဘယ်လိုလုပ်တတ်ကြည့်တော့ပြောရဆိုသူကနေပြီးတော့ညီမလေးကိုပေါ့နော် apply လုပ်ကြည့်ပါလားတဲ့ Grammy U membership project Grammy U ဆိုတာကြတော့အခုနောက်လာမယ့် next generation အဆိုတော့ဖြစ်ပစီ music producer ဖြစ်ပစီအမျိုးမျိုးပေါ့နော်ပြုစုပြုထောင်ပေးတဲ့ program လေးပေါ့နော်ဆိုတော့ recording academy ကိုရိုင်းကိုလောက်ထားတဲ့ program ဖြစ်တဲ့အဲ့ program မှာပါဝင်ခြင်းတော့ member ဖြစ်ခြင်းတော့ apply လုပ်ရတယ်ဒါပေမဲ့လက်ခံမယ်ဆိုတော့ guarantee မဟုတ်ဘူးပေါ့နော်သူ application ကိုကြည့်ရ Music ကျောင်းသူဖြစ်နေတဲ့အတွက်ကြောင့်နော် ်မြန်မာလေးရရှောက်လိုက်တာ ਨੇ member ဖြစ်ရင်တော့ grammy member ဖြစ်ရင်တော့အများကြီးပါပဲဘုံတော့အခွင့်ရရမြန်မာနှစ်ယောက်ကတော့ဘိုင်းအောင်လို့အရင် close ဖြစ်တဲ့တိမှာပါအဲ့ဒါကိုကြီးရဆိုပေမဲ့လေမြန်မာလေးရကိုထပ်ပေါ်ပြီးလူကြီးစံတဲ့အချိန်လေးရှိရဲ့အဲ့လေးပြောလို့ဘိုင်းအောင်ကိုစင်ချင်တဲ့ရအရာလေးရှိရဲ့ထားချောက် series ကဟိုမြန်မာ October 10ရက်နေ့မှာ show like application မှာအလုပ်ကြည့်ရှုရပါတယ်